ားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော် Flat Entertainment Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့တင်ဆက်ပေးမှာကတော့စိုက်သူသူတို့ဆက်မြည်ရေးတတ်ထားတဲ့တရေလေးအောင်နဲ့တစီအေဂျင့်ဆိုတော့စိတ်ဝင်စားဖွယ်ဖိအမဇလန်ကောင်းလေးပဲဖြစ်ပါတယ်ခင်ဗျာဒီစီစီလေးမစတင်ခင်လေးမှာကျွန်တော် Flat Entertainment Channel ကို Subscribe လုပ်ပြီးမြစ်တာရက်ကန်တောင်းဆိုပြရစီခင်ဗျာ အတိအတိတင်သမျှကိုလည်းမလွတ်တမ်းနားတော်တာဆင်နိုင်ဖို့ subscribe ပေးမှရှိတော့ကောင်းလောင်းလေးကိုလည်းနှိပ်ပေးတော့ပါအောင်လို့တက်မှန်တောင်းဆိုပါရစေ။တရေလေးကောင်နေတစီအင်ချက်နောက်တစ်စိတ်ကုန်းနဲ့နိုင်ခင်မုံနိုင်အပီနှစ်နှစ်ခန့်အကြာကစမ်းကြဲတဲ့ဖြစ်ရက်လေးတစ်ခုဆိုရပါမယ် အလုံးတိကျတဲ့အတိုင်း2008ခုနှစ်ဝန်းကျင်ကတိုက်ခတ်ခဲ့သောထိုနာကင်ဘုံတိုင်းကြောင့်မြန်မာနိုင်ငံအချို့ဒေသများမှာအတော်ပဲအထိနာခဲ့ရပါတယ်။အဖေကျုပ်တို့မျိုးတော်ပြောင်းနေကြအောင်ဗျာ။ဗိုလ်တော်ရဲ့စကားကြောင့်ဥဆက်ပေါ်အထူးဆန်းဖြစ်သွားတယ်။သူတို့မိသားစုလေးမှာ AIU တိုင်းဘုကလေးမျိုးနဲ့အတွင်ကရွာကလေးတစ်ယောက်မှာနေထိုင်ကြပါတယ်။ဗိုလ်တော်ကလူငယ်ပြည်ပြည်မျိုးကြီးပြကြီးကိုသဘောတူအားချကအခုလဲ သူတို့နေထိုင်တဲ့ရွာငယ်စနေဘုတ်ကလေးမှာမနေထိုင်လို့တော့ပါဘူးငါသားရဲ့မြို့ပေါ်တက်နေတယ်ဆိုတာကလွယ်ကူတဲ့ကိစ္စမဟုတ်ဘူးလေကွာ နောက်ပြီးအဖေတို့လက်ထက်မှာလဲစူထားစောင်းထားတဲ့ပတ်ဆက်ရည်လုံးမှမရှိတာဒါများအဖေကကျွတ်တို့ပိုင်းနဲ့လေတွေရောင်းထုတ်ပြလိုက်ပေါ့ဗျဒီလေအလုံးနဲ့ကျွတ်တို့ဒီတိုင်းဆက်သွားရင်တော့လုံပါပါတော်တော့မှာပဲ။ မိမိတို့ပိုင်လေယာကွန်များကိုရောက်ထုတ်ပြလိုက်တော့ဆိုတဲ့စကားကြောင့်ဥစံပေါ်ပြပြတလေးဖြစ်သွားရတယ်။ဘယ်နဲ့ပြောလိုက်တာလဲငါသား။ဒီလေမီလေးဆိုတာကဒိုးဘိုးဘွားအစင်ဆက်ထင်းထင်းဆောက်ဆောက်လာခဲ့ရတာလေ။ဒီလေမီလေးတွေကိုတော့မတိပါနဲ့လားကွာ။ဘိုးဘွားအမွေနဲ့ဆိုတာတန်မိုတာဆောက်ဆောက်တက်ရတယ်ကွာ။ဥစံပေါ်မှာတော့သူတို့ရဲ့ဘိုးစင်ပေါ်ဆက်ထင်းထင်းလာခဲ့တဲ့ထိုလေများကိုမြင်လို့တန်မိုထားပါတယ်။ သို့တော်လေဘိုးတော်ကတော့အပြန်တက်ခါစားငှက်ကလေးတွေလိုဟိုတီလျှောက်ပြီးစူးစမ်းကျင်ဒီကိုလည်းအပြည့်ဟုမဆိုတာပါဘူးကျုပ်တို့ရွာလေးကဖွံ့ဖြိုးတိုးတက်မှုလည်းရှိတော့တာမဟုတ်ဘူးအဖေကသာနေနိုင်ပေမဲ့ကျုပ်ကတော့မနေနိုင်ဘူးဗျာနောက်ပြီးကျုပ်မိမတွေရလို့တာသမီတွေရလာရင်လေဟောဒီလဲတဲ့ဘွယ်ထဲမှာကျွဲလို့ရုံးကန်မနေစေချင်ဘူးမြို့ကြီးပြာကြီးမှာပဲတင်နောက်တင်နေထားချင်တယ်နေစေချင်တယ်ဒါပေမဲ့လေကွာ ဥစ္စံပေါ်စကားကိုဆက်မြင်အပြုတ်မှာပဲဘိုးတောက်ကမဟုတ်ဘူးဘေးကျုပ်ကလည်းရောင်းစေချင်လို့ပြောနေရမဟုတ်ဘူးလက်ကပြီးကလေးကအဖေလေတွေပြက်ပြီးအခုစဘာကိုအောင်လို့လားနောက်ပြီးမျိုးစဘာကိုအကျွေးနဲ့ယူစဘာအတွက်နဲ့တော့အကျွေးပေါ်အကျွေးစိတ်ကုန်တာပဲအဖက်တင်နေကြိုင်ကျုပ်တို့လည်းအကျွေးလဲပဲနစ်ပြီးတို့ကရောက်ကုန်မှစုတာကိုပြောတာဖေးကထိုကဥစ္စံပေါ်လေအဖန်ရင်တစ်ခွက်ကိုငှက်တောက်လိုက်ပြီးတပြင်းရှိကြီးတစ်ချက်ကိုဆွတ်ဆွတ်ငင်ချလိုက်ပါတော့တယ် အေးအဖေစဉ်းစားပြရစင်ကွာဥဆန့်ဘွဲရဲ့လေတန်းအဖျားလေးတွေမှာဝမ်းနဲ့တဲ့အချို့ကရှက်တန်းလို့နေပါတယ်တပည့်သူဘိုးတော်ပြောတာကတဘာဝကြတယ်မုံနေပြီးတဲ့နောက်မှာလေယာမြေတွေကစပားသိမ့်မထွက်တော့ဘူးမျိုးစပားကလည်းအကျွန်းနဲ့ယူသုံးနေရတဲ့အခြေအနေဖြစ်တယ်လို့ဘာဖြစ်နေတီကိုလည်းဥဆန့်ဘွဲတယောက်သူသာအစီဆုံးဖြစ်ပါတယ် ဒါကြောင့်လေဖိုတော့ရဲ့အစီအစဉ်တိုင်းအေကတရားကျော်မြတ်ကျေဝန်းတော်ဘုဘဘက်လေမြင်များကိုရောင်းချရန်ဆုံးဖြတ်ချက်ချလိုက်ကြတော့တယ်။တုံးလာကျော်လေးလက်လောက်ထိထိုလေများကိုလူကိုယ်တိုင်စုံစမ်း၍တော်တကောင်ဂျားနေပွဲစားဖြစ်တော်တကောင်ဆက်ဆက်ရောင်းချသည့်တိုင်ဝယ်သူကမရှိခဲ့ဘူး။ဥစ္စာပေါ်တို့တားအဖလေအကျန်အိုက်လာခဲ့ပြီ။ဒါပေမဲ့တနေ့မှာတော့ဟဲ့မီလုံနေဟိုတင်းကြပြီလား။ဘာတဲ့နေတော့မြတ်စင် ဒီလိုဟဲ့ရွာလူကြီးဥသောမြင့်အိမ်မှာဟိုတလောကရောက်လာတဲ့ဘေးဒင်းဆရာလိုလိုအထက်လန်းဆရာလိုလိုလူကြီးကိုနင်းသိတယ်မို့လားမျက်စိရဲ့အမေကိုမိလုံးကကောင်းကျင့်ပြရင်အေးသိတယ်လေဘာဖြစ်လို့လဲတောင်းကင်းလိုလင်မယားကွဲနေတာရောနင်းသိတယ်မို့လားသိတယ်လေဟာကိုဘရင်ကမင်းငယ်နေတာကိုတောင်းကင်းကများလေဝကြီးပါတယ်ဟဲ့မင်းငယ်တော့ကောက်ကောက်ပါသွားတဲ့လင်ကိုမှ လေထင်းနေတာ မီလုံးရဲ့စကားကိုမျက်စင်ကအားရသဘောကျစွာဖြင့်အဲ့ဒါပြောတာပေါ့ဟဲ့ခုနေ့ကပဲဒေါခင်ကအစီအကြီးစီမှာသူ့ယောက်ျားအတွက်ဓာတ်ရိုက်တက်စင်သွားလောက်တာဘာဆန့်တယ်မမိနဲ့နေမကူဘူးသူ့လင်ကိုပိုင်းရင်တယောက်မရင်ငန်းနဲ့ကွဲပြီးသူ့စီကိုဆက်ဆက်မြဲပြန်ရောက်လာပါလေရောဟဲ့ဟဲတကယ်ကြီးလားတကယ်ကြီးဟဲ့ငါတော့အံ့ဩလို့မဆုံးဘူးအဆက်ကြီးရဲ့ဓာတ်ရိုက်တက်စင်တွေအဆောင်တွေရေရာတွေက အတော်စွမ်းတယ်လို့လေရွာတကလူတွေပြောနေတာကြားတယ်ဟဲ့ဟုတ်လားဒါဆိုရင်တော့အတော်ပဲဟဲ့မေလူရဲ့အပြောကုန်ညဆိုင်ကဗါလေနင်းလဲလင်းမမြရအောင်လို့ရရသွားလို့တော်မလို့လားအချိန်တန်ရမှာပါဟဲ့ဟဲ့တော်စံငါယုံငါရင်နဲ့လင်းမမြရအောင်လုပ်เสียလားတိပါတယ်အေးငါကငါတငယ်ချင်းကိုချစ်လို့စတာကဲကဲငါလဲလက်ကျန်ငါလေးတွေဆက်ရောက်လိုက်အောင်မေ မျက်စင်တရားထိုးထိုးပြောရင်ဟော်ဒီကငါလက်လက်ဆက်ဆက်ကလေးတို့ရမယ်ဟုအော်ကာငါဘန်းကိုခေါင်းပေါ်ရွက်ရင်မီလုံးအနာမထွက်သွားပါတော့တယ်ရော်လူကြီးအိမ်ရောက်နေတော့ထိုးဆရာကြီးရဲ့တဲ့င်းမှလည်းတစက်ဆက်တစက်ကြီးထွားလာကနောက်ဆုံးအချံအိုက်နေတော့ဦးစံပေါ်တို့တာဖတန်တို့ရောက်လာပြီးစမ်းကြဲတော့ဇလန်းကလေးတစ်ပုတ်ဖြင့်အဆက်ချီလာခဲ့ပါတော့တယ်အဖေကျုပ်တို့လေတွေကလည်းကျင်းသားများတင့်နေလားမသိဘူးဝဲသူကဂုတိကိုရှားမရဘူး တခုတော့လုံးဝဖြစ်တော့မယ်ဘိုးတော်ရဲ့စကားကိုဥဆန်ပေါ်လဲသဘောတူထောက်ခံရပြီဆိုတော့ငါသားကဘယ်လိုလုပ်ချင်တာလဲဦးတောင်းမြင့်အိမ်မှာဆရာတယောက်ရောက်နေတယ်ကြားတယ်ဗျနောက်ပြီးအဲ့ဆရာကတိတ်ဆွနေဆိုပဲကျွတ်တို့ရေရလေးပါလိတွားလို့ရအောင်လားအေးအဆင်ပြေလို့သာလောက်ကြတော့ကွာဒီလိုနဲ့ဦးဆန်ပေါ်တို့တားဖလာလေထိုဆရာကြီးရှိရာရွာလူကြီးဦးတောင်းမြင့်အိမ်သူရောက်ခဲ့ကြပါတော့တယ် ဦးတောင်မြင့်ရဲ့အိမ်ကိုရောက်တော့သူတို့တဲ့အရင်မင်းရွာသူရွာသားအချို့ကဦးလို့ပင်ရောက်နေကြသေးတယ်။အချို့ကစီဝါရဲ့အကြောင်းကိုမေးလို့မင်းတချို့ကလည်းအိမ်ပြန်မလာသူမိသားစုဝင်အကြောင်းမေးလို့မင်းနဲ့စီကားနေပါတယ်။ဦးစံပေါ်နဲ့ဗိုလ်တော်လည်းသူတို့အလက်မြောက်သေးတာမို့ဦးတောင်မြင့်အရှိကုတ်ပစ်ကလေးမှထိုင်ကာစောင့်နေလိုက်ကြတယ်။သူဆရာကြီးမှတော့အသက်50ကျော်ဝန်းကျင်ခန့်ရှိပြီးဝါဝဲဆုပ်ပြီးတော့အသားရည်ရှိပါတယ်။အပေါ်အဖြူအောက်အဖြူဝစ်စုံကိုဝစ်စင်ထားတော့ လက်မောက်သောဆန္ဒများကိုတည်တက်လက်ပစွာထုတ်ထားပြီးပဝါစအဖြူလေးကိုလည်းပေါင်းထားပြန်နေအများအပြင်စုံဖြတ်ရမည်ဆိုသောထိုဆရာကြီးကအောက်လန်းဆရာမော်ဆရာတယောက်တော့ပြည့်မတူပါဘူးလူအတော်အတန်ဆဲတော်တော်မှဗိုလ်တော်သူတားဖတ်လေးဆရာကြီးရဲ့စောင်းဆောင်ရမြတင်ထားသောဇဘဝိုက်ရှိမင်းချင်းဆိုင်မှာဝင်ရောက်ထိုင်လိုက်ကြတော့လေကဲအဖေအကြောင်းများရှိလို့ဆရာစီရောက်လာကြတာလေဒုကာဗိုလ်တော်ကခတ်တော်တော်နဲ့ ကျုပ်တို့လည်းရောင်းမထွက်လို့ပါဆရာကြီးအဝယ်လိုက်ဆက်နေတာအချိန်သာလင်းငှက်လာကုန်တော့မယ်အခုထိဝယ်သူကိုမတွေ့သေးဘူးအဲ့ဒါကြောင့်ဆရာကြီးများကူညီနိုင်ရင် ရေတရလေးပါလေလိုချင်လို့ပါမောင်ရင်တို့လက်အိတ်ကအကျယ်ဝန်းရင်ဘယ်ဘက်အရက်မှရှိတယ်ဆိုတာကိုဆရာကပြောဆရာကြီးရဲ့အတန်မှာဩဇာတက်ပြင်းလာပါတယ်ဒါကြောင့်ဘုဒ္ဓကစကားပြောနေရင်းကပင်အားငယ်တယ်လို့ခန်းစားလာရတယ် ပြီးတော့ဆရာကြီးမေးတဲ့အတိုင်းလက်အကျဉ်းဝန်းများတရှိရအရက်ဒေတာများကိုပြောပြလိုက်တယ်။တပံဆရာကြီးသိလို့ဒီများကိုလည်းကေစီတွင်းချပြောပြပေးရပြန်တယ်။ဆရာကြီးမှာတော့ဘုရားပြောပြဒီများကိုစာရွက်ပေါ်ချရင်းကတစုံတရာကိုတွက်ချက်နေရင်တူပါတယ်။ gain ဆရာနဲ့တွေ့ပြီဆိုတော့ဘာမှမပူကြနဲ့တော့အဆင်ပြေစေရမယ်။ ဆရာကြီးလည်းထိုတို့ပြောပြီးအင်းကကြားရတော့ဖျောင်းနိုင်တထုံနဲ့အတူအင်းချက်လေးချက်ကိုပေါ်ရုတ်တံပေးလိုက်ပါတယ်။ဘုတော်လည်းထိုဆရာကြီးပေးသည့်ကိုယူကျိုးစွာယူလိုက်တယ်။ဒီစေဖျောင်းနိုင်တွေကိုည6နာရီတိတိမှထုံးပြီးမိမိတို့လဲတွေရောက်ထွက်ဖို့ဆူတောင်းပြီးတော့ဒီအင်းချက်လေးချက်ကတော့မောင်ရင်တို့လဲရဲ့တောင်လေးတောင်မှာတစ်ချက်စီမြုပ်ပြီးဒါဆိုအဆင်ပြေပြီ။ဘာလို့ရောက်မထွက်တာလဲဆိုတော့လဲကိုစောင့်နေတဲ့မြင်အမမြင်ပုံကူလို့ရှိနေလို့ပဲ။ ဟုတ်ဆရာကြီးကဲကဲဆရာပြောတယ်လို့သာလုပ်တော့မောင်ရင်တို့ကိစ္စအထာမြောက်စီရမယ်ဘုတော်လေထိုကမှာကျင်းနဲ့အាយရသွားကဆရာကြီးအားညံပူစော်ကအဖြစ်ငွေတထောင်ကိုပေးရခက်လိုက်ပါတော့တယ်အကြံကုန်ဂလုံစားချက်ဆိုတဲ့အတိုင်းလုပ်ရတာလုပ်လိုက်ရတယ်ဘုတော်မှာထိုလော့ဂီပညာရက်တွေကိုနားမလဲတယ်လို့အယုံအကြည်လည်းရှိတာမဟုတ်ပါဘူး တုံးလီလက်လောက်နေလှက်ရောက်လာတာတော့ဝယ်သူမရှိတဲ့လက်များကအခုအစင်းများနဲ့အစင်ပြေနိုင်ပါမလားဟုတွေးမိသေးတယ်။သို့တော်လဲဆရာကြီးခိုင်းတဲ့အတိုင်းတော့လုပ်ရပါမယ်။ထိုးလေများမြေမြေရောက်တတ်ဖို့အရေးသာအထူးကပါ။နောက်တစ်နေ့မှာတော့ဘုဒ္ဓတို့တာအဖာလက်များရှိရာစကယ်လုံးချောင်းပြားလေးအတိုင်းလှေကိုလှော်ခဲလိုက်တယ်။ကြီးမင်းကညိမ့်သက်နေတော့လဲအခုချိန်ကမိချောင်းအတိုက်ကြိုက်တဲ့အချိန်မှအတော်ပင်တတိထသွားရပါတယ်။ တလို့လေးကပင်ကိုတာလရဲ့သားမောင်ချစ်ဆွေတယောက်ငါစင်ဖန်းရင်းနဲ့မိကျောင်းဆွဲခံရတယ်ဆိုတဲ့သတင်းကလည်းမဟုတ်သေးပါဘူးမကြွားကျင်သူအဖို့ဆိုရင်တော့ခက်ခဲကောင်းခက်ခဲပါလိမ့်မယ်သို့တော်လေဘိုးတောက်ကငွေကလေးကအေးရဒေတာမှကြီးပြင်းလာသူဖြစ်တာမို့ထိုကိစ္စမျက်ကအထွေထူးတော့မဟုတ်တော့ပါဘူးလေမျက်စီကိုရောက်လာတော့ဘိုးတောက်ကကဲအဖေအဖေကတော့လက်ထဲထဲမှာပဲကျုပ်ကိုစောင့်နေကြတော့ကျုပ်လေတောင်တောင်စီမှာအင်းတွေမြုပ်ပြီးပြန်လာခဲ့မယ် အဖေပါလိုက်နေပင်ပန်းနေမေမှန်ပါတယ်လေအိတ်ကမှာတရောင်းနဲ့တရောင်းသွားဖို့အတော်ပင်ဝေးတာမို့ဥဆန်ဘောကိုလေထဲမှာအသင့်စောက်ထားတဲ့တဲအိမ်တွေကနေရခက်စီပါတယ်လက်တဲတွေလည်းဥဆန်ဘောတယောက်ထဲနေခဲ့ရမှာမဟုတ်ပါဘူးဘုတော်ရဲ့အကိုထွန်းရှင်နေဇနိခင်မင်းတို့မှာလက်တဲအိမ်တွေနေထိုင်ကြပါတယ်ဘုတော်တို့ရောက်တော့ထွန်းရှင်လည်းငါးမြကိုင်းနဲ့များနဲ့တဲတဲကအထွေဟာအဖေနဲ့ဘုတော်ပါလား အေးဟုတ်တယ်ငါဟိုနေ့ကဆရာကြီးပြလိုက်တဲ့အင်ချိတ်တွေလိုက်မြုံလို့အဲ့ဒါအဖေကိုထားခဲ့မယ်အဖေလိုက်နေပင်မမှာစူးလို့ကွာအေးပါငါ့ကိုလိုက်ခဲ့ရမလားထွရှိထိုးသွပြောတော့ဘိုးတော့ကနင်းနင်းဘာဘာသာပဲလုပ်တော့မယ်မင်းငါမြတ်တော့အောင်မလို့လားလိုက်မနေတော့ဒါဆိုလေယူဆိုင်တော့မိเจ้าတွေကအခုတော့တောင်းညံ့နေနေတော့ဘိုးတော့ငါဒီရွာသားပါကွာထွရှိရဘိုးတော့လေပြောပြောဆိုဆိုနဲ့ လက်ကလေးကိုခတ်တတော်လှော်ကလက်ခွဲထောင်းထောင်းစီမှာအင်းချက်များကိုလိုက်လံမြုပ်ပါတော့တယ်အင်းချက်များမြုပ်လို့ပြီးစီချိန်မှာတော့ဘိုးတော်လေးဥဆန့်ဘော်ရှိရလက်ထဲသို့ပြန်လာလိုက်ပြီးစေဖြောင်းနိုင်များကိုထုံးကဆရာကြီးပြောတဲ့အတိုင်းစူတောင်းလိုက်ကြတော့တယ်ထို့အင်းချက်များမြုပ်ပြီးနောက်ပိုင်းမှာတော့ဘိုးတော်တို့မိသားစုလည်းထုဆန်းသောအဖြစ်အပျက်များကိုနေစဉ်ရက်ဆက်ဆိုးသလိုကြုံကြိုက်ခဲ့လာရပါတော့တယ်ထုဆန်းသောအဖြစ်များဆိုတာကတော့အချာမဟုတ်ပါဘူးလေထဲမှာတရေအချောက်ကျမ်းလာခြင်းမှာ တနေ့အချိန်ကနေရင်တွင်းချိန်မောင်ကြီးဖြိုးပြချိန်ကုရုရွှေလဲမနေ့ကထောင်ထားတဲ့ငါးမြတ်ကိုင်းနိုင်မြတ်ကိုသွားသိမ့်နေတဲ့အချိန်လက်ထဲအိမ်မှာဇနီးဖြစ်သူမက္ခင်မီတယောက်တည်းသာကြံရည်ခဲ့ပါတယ်နေအလင်းရောက်ကလုံးလုံးမပြောက်သေးတော့လေမောင်ကြီးကတန်းစားပြုတ်နေပါပြီမက္ခင်မင်းကတော့ကုထွန်းရှိရဲ့ပစိုးအပောက်ကိုအချီဖြင့်ဖာပေးနေရင်မှအိမ်နောက်ဖေးစီမှာချွတ်ချွတ်ချွတ်အတံများကိုကြားလိုက်ရတယ်ကုရုရှိလား ဘာမေ့ကြံခဲ့ပြန်တာမသိပါဘူး။ဘက်ခင်မြေလေသူ့ယောက်ျားကိုတွန်းရွှေ PC တခုခုကြံခဲ့၍ပြောက်လာသည့်အထင်နဲ့လှုပ်လက်စကိုခဏချကာထလာခဲလိုက်တော့တယ်။အတန်များကတော့ရက်မသွားသေးဘူး။ကိုတွန်းရွှေအတန်ပေးသည့်တိုင်တစ်ဖက်မှာတုံ့ပြန်တယ်မချရဘူး။အဲ့လိုနဲ့အိမ်နောက်ဖေးကိုအရောက်မှာတော့အမလီ မခင်မြတယောက်ထို့သူအဟိကနေရာမှာနေမဲတတိလိမင်းမြောသွားတော့တယ်။သူမမြင်လိုက်ရတာကအိမ်ကောင်ထုတ်တန်းကိုခိုးကအပြင်ကိုခုံထွက်သွားတဲ့ယောက်ျားကြီးတယောက်ထို့ယောက်ျားကြီးမှာခေါင်းမပတ်တော့ခန္ဓာကိုယ်ကြီးတက်တက်သာဖြစ်နေပါတော့တယ်။ထို့သူပဲကိုထွန်းရွှေမှာလဲလဲထဲမှာတောင်းထားတဲ့မားမြတ်ဂိုင်းတဲ့များကိုတင်းရန်အသွာနောက်ကျောပဲစီမှာခြေတန်တကူကကလေးပါလာနေတယ်။ ကိုအနောက်ဘက်တွင်မိသူပါလာသည်မပါလာသည်ကိုတော့ခန်းစားမိတတ်ကြပါတယ်။ကိုလို့ရှင်ရက်လိုက်ရင်ခြေတံကလည်းရက်သွားတယ်။ဆက်သွားရင်ထက်ကြရပြန်တယ်။ဆွတ်ဆွတ်တော့ဝတ်တနေသောနေရာလည်းဖြစ်တာမို့အနောက်ဘက်စီမှာခြေတံကတိတိတတ်တပေါ်လွင်ကအတိုင်းသာကြားနေရတယ်။အနောက်ဘက်ကိုတမင်လည်းပြန်လက်ကြည့်လိုက်ရတယ်လေလူမပြောနဲ့ခွေးတကောင်ကြော်တမီတော်မရှိဘူး။အမုံသူကြီးကသာကြီးစိုးမင်းမှုနေတယ်။ကိုလို့ရှင်ဆိုသူမှလည်းခေသူတော့မဟုတ်ဘူး။ တရေချောက်နေမှန်ကိုတိလာတိတိုင်းထို့သူတရေချောက်တာကသူ့အတွက်တော့အထူးစားမဟုတ်တော့ပါဘူးကိုထွန်းရွှေလည်းငါမြခိုင်းတဲ့များကိုရုပ်ပြီးအိမ်သို့ပြန်လာခဲ့လိုက်တယ်အနောက်ဘက်မှခြေတံကလည်းထိုက်ချက်မကွာလိုက်လာပြန်သေးတယ်တနေ့အရောက်မှာတော့ကိုထွန်းရွှေလည်းခြေကိုတုံ့ငနဲ့ရက်ကအသင်ပါလာတဲ့ပလိုက်နဲ့ကဓမ္မဖြင့်အနောက်ကိုလှဲ့ကပိုက်လိုက်ပါတော့တယ်ဘယ်သူမှမရှိတော့လေအားဆိုတဲ့အတန်ကြီးကစူးစူးဝါးဝါးထွက်ပေါ်လာတယ် သို့တော်လည်းထိုနေရာတွင်မိသူတူတယောက်မှရှိမနေဘူးကိုထွန်းရွှေတယောက်တည်းသာရှိပါတယ်ပြီးရင်နောက်မှာတော့သူလည်းလက်ထဲအင်္ဂလိပ်စီသို့ပြန်လာခဲ့လိုက်တော့တယ်လက်ထဲရဲ့ရောက်တော့ဇနီးဖြစ်သူခင်မင်းတယောက်လက်ကျနေတီကိုရုတ်ချီတွေ့လိုက်ရတဲ့အခါမှာတော့ကိုထွန်းရွှေလည်းခေါင်းတစ်ပတ်ကြီးသွားတော့တယ်ဟာခေခေကိုထွန်းရွှေလည်းဇနီးဖြစ်သူကိုပြေးပွေလိုက်တယ်တို့တိုင်အောင်မခင်မြင်မှာတော့သတိလဲမလာသေးပါဘူး ဒါကြောင့်တောက်ရီဦးစင်ဘောကရေတစ်ခွက်ကိုယူကာမခင်မင်းရဲ့မျက်နှာကိုတောက်ပေးလိုက်တော့မှသတိပြန်ရလာခဲ့တယ်။ခေ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 ဘာဖြစ်တာလဲ။ဟိုဟိုဆော့ဆော့ကဆော့ဆော့ကယောက်ျားကြီးတယောက်တွေ့လိုက်တယ်ကိုထွန်းရွှေ။ဟေးဘယ်ယောက်ျားကြီးလဲ။ဘယ်သူမှမရှိပါဘူးက။မဟုတ်ဘူး။ခေခေတွေ့လိုက်တယ်။ယောက်ယောက်ျားကြီးတယောက်ခေါင်းလည်းမပါဘူး။အိတ်ထုပ်တန်းကိုခိုးစီးပြီးအနောက်ဘက်ကိုခုံးထွက်သွားတာ။ ။ဟောခင်ခင်ဟဲ့။သွေးလေချောက်ချလို့ထင်အောင်ထင်မှဖြစ်တာနေမှာပါ။ခင်ကအခုချိန်သွေးနုသားနုနေလေ။မဖြစ်ပါဘူး။မနေ့ကျရင်တော့ဘိုတောက်ကိုဒီမှာလောက်ဆောင်နေခိုင်းရမယ်။အခုနဲ့ခင်ခင်နဲ့ကတော့အဖေနဲ့သွားနေကြတာပေါ့။ဟုတ်ပြီလား။ကဲရရရေးတော့လိုက်အောင်။ဘက်ခင်မြင်မှာတော့အကြောက်ရှိမပြေသေးပါဘူး။ကိုယ်တို့ရှိပေးတော့ရေတခွက်ကူသာတုံတုံရီရီနဲ့မော့တောက်လိုက်ပါတော့တယ်။ဘက်ခင်မြင့်မှာသူ့ရင်သွေးလေးကိုလွှဲထားရတဲ့အချိန်မို့ ကိုနှုတ်ရတယောက်မလိုအပ်သောပြဿနာများကိုမဖြစ်စေလိုပါဘူး။သူကိုယ်တိုင်လည်းအခုလေးတင်တရေချောက်ခံလာခဲ့ရတာပဲလေ။နောက်တစ်နေ့မှနဲ့အရောက်မှာတော့ကိုတို့ရှင်နဲ့မခင်မြင့်လဲရွာပေါ်တက်နေကလေတဲ့ကအင်္ဂလိပ်ကိုတော့ဘုတော့အာတောင်းနေပြန်ပြောလိုက်ပါတော့တယ်။အင်းမတောင်းနေဆိုလဲနေပြီပါမယ်။မကြီးကလည်းကိုဝင်ကြီးနဲ့ဆိုတော့ရွာထဲနေတာကပိုးတင်တော့ပါတယ်။အေးကွာ။ဒါနဲ့ငါမင်းကိုပြောစရာရှိတယ်။ ကိုရုရှိလည်းဘုတော့အာအိမ်ပြင်ဘက်သို့ခေါ်လာခဲလိုက်ပါတော့တယ်။ဘာကြောင့်လဲတော့ဘုတော့မသိဘူး။မကင်မြင့်မသိစေချင်သောအကြောင်းကိုခေါ်လာတီမန်ရိမ့်မိပါတယ်။ဘာပြောမှုလဲကွာ။ဒီလိုကွာ။အခုတလောလေထဲမှာအရင်တည့်ရချောင်းနေတဲ့ဘုတော့ရ။ငါမိမလည်းတွေးလိုက်သလိုငါကိုယ်တိုင်လည်းမနေ့ကတည်းကအချောက်ခံလိုက်ရတာ။အဲ့ဒါမင်းတော့နေရင်တတိထားဖို့အေးပါကွာမင်းလည်းငါကြောင့်တည့်ရတာနဲ့ထိုကထွရွှေက အေးတိလို့ပြောတာပေါ့ကွာမင်းကတခုခုဆိုဇွတ်တိကိုလုတ်တယ်လို့စိတ်ရပါကွာငါညနေကျသွားလိုက်မယ်ဘာမှပူးမင်းနဲ့မင်းကမင်းမမကိုတော့ကိစ္စဒီလိုနဲ့ဘုဒ္ဓတရားလက်တဲအိမ်တွင်တောရောက်စောင့်အိမ်ရန်တွေ့အကြောင်းဖန်လာခဲ့ပါတော့တယ်ဒီလိုနဲ့ညနေ9နာရီခွဲလောက်ရောက်တော့ဘုဒ္ဓလည်းစောင်းပါးလေးတစ်ထည်နဲ့ဦးစားအချို့ကိုထည့်ကာလေကလေးနဲ့ချောင်းနဲ့ဆင်းရလိုက်တော့တယ်လေနဲ့နီးလာတော့အဖုန်းနဲ့ဆွဆွဝါတစ်ခုက ဗိုလ်တော်ရဲ့နှာခေါင်းထဲသို့လှိုင်းလိုက်တိုးဝင်လာခဲ့တယ်။ဒါကြောင့်အသင့်ပါလာတဲ့ဆန်ရဲ့ပလင်းကိုအဖုံးဖွင့်ကနှစ်ကြိုက်ကမော့လိုက်ပြီ။အေးငါ့ကိုချောက်ရင်အနဲ့နဲ့လာမချောက်နဲ့။ကိုယ်နဲ့လာချောက်။ဗိုလ်တောက်တယ်ကွာ။ဗိုလ်တော်လည်းသူ့ဝတ်ဒီအတိုင်းအရက်ကလေးတောက်ကစတင်ကျင်းွားပါတော့တယ်။လေနဲ့နီးလာလေလေအပုံနဲ့ကပိုဆိုးရလေလေဖြစ်လာတာမို့လက်တဲအိမ်အနားကိုအရောက်မှာတော့ ဘိုးတော်လေးသူလှော်လာတဲ့လေကလေးကိုငုတ်တိုင်မှာကြိုးကြည့်ပြီးခက်သက်သို့ပဲတဲတဲကိုဝင်သွားလိုက်တော့တယ်။တဲတဲကိုရောက်တော့အတော်ပင်မှောင်မဲလို့နေပါပြီ။ဘိုးတော်လေးအသင့်ပါလာတဲ့တုံးတော်တို့ဓာမီကြီးပြင်ဖျောင်းနိုင်ထွန်းရန်နေရာတနေရာရှာပြီးမိညီလိုက်ပါတယ်။ပြီးတဲ့အခါမှာတော့လက်ကျန်အရက်ကလေးကိုတောက်ရင်အိတ်ချင်လာပြီးမို့တကားမင်းတို့ကိုထိုးကစောင်းပါလေးချုပ်ပြီးအိတ်ဆက်လိုက်တော့တယ်။သူမိကနဲ့အိတ်ပြုံရုံရှိသေးဝုံကလေးဝုံကလေးအတန်ကြီးတဲ့သူ တိန်ကလေးမှာရိတ်ထုတ်လှုပ်ရှားသွားတော့တယ်။ဘူတော်လေးရုတ်တရက်လန့်လို့လာပြီ။ဟာငလေးလှုပ်တာလား။သူထင်တယ်လို့ပဲငလေးလှုပ်သွားတယ်လို့မျိုးတစ်ချက်နှစ်ချက်များရိတ်ထုတ်သွားပြီးတိန်ကလေးကဗကရီငိန်သိမ့်တိတ်ဆိတ်သွားပြန်တယ်။သို့တော်လေခဏအကြာမှာတော့ဟာသူချုပ်ထားတဲ့စုံပါးလေးကိုတစုံတစ်ယောက်ကလာရောက်ဆွဲပြန်တယ်။ဟာ လူဘဝလို့ကွာဘို့တော့လေအရက်တစ်ခုဖြင့်ဆောင်းလန်းဆွဲနေတဲ့လူမှာမိသူမမတိတော့လေတို့လူနဲ့အပြိုင်ပြန်ဆောင်ဆွဲလိုက်တယ်တစ်ဖက်ကလှုပ်ပေးလိုက်တော့ဘို့တော့မှာအချိန်လွန်ပြီးနောက်ကိုလွန့်ထွက်သွားတော့တယ်ထို့ကဘို့တော့လေဒေါသအကြီးကျယ်ဖြစ်လာပြီဟာဘယ်ကငါဆောင်ဆွဲလာလေကွာတတ္တိရှိရင်အခုလာခဲ့လိုက်ကြောက်တဲ့တဲ့အထင်မှာဘို့တော့မပါဘူးကွာ သူစကားလဲဆုံရောမက်ဆီရှေ့မှာပဲအငွေလိုလိုမိကိုလိုလိုတရံများပေါ်လာပြီးမဲမဲဖက်ဖက်အရာကြီးတစ်ခုကပေါ်လာပါတော့တယ်လူနဲ့ပုံမှန်တရံတူတော်လဲလူမုံမှန်သူသိတယ်ဖျောင်းနိုင်မှာလဲမိစာကုံလာပြီမို့ခက်မမေအလင်းရောက်ကလေးမှဒုံမမေအရာကြီးကိုဗိုလ်တော်အသေးချမြင်လိုက်ရတယ်သူမြင်လိုက်ရတာကအမွေးရှိရှိလက်သက်ရှိရှိနဲ့ဝဝဖိုင်ဖိုင်အကောင်ကြီးတကောင်မျက်လုံးများကအမောင်တဲမှာပင်ရရဲတောက်ကတလက်လက်ဖြစ်နေတယ် ဘူတော့လဲကြောက်စိတ်မရှိတာမို့သူမမဲတရဝကြီးနဲ့တက်ခတ်ရန်အစ်စ်အနေထားကိုယူလိုက်တယ်။မျက်စိမှာလဲဟိုတီဝဲဝဲကြည့်လိုက်တော့တေတကမိတုံမှာဘယ်ချိန်တည်းကပြုတ်နေတယ်မသိဘူး။ဘူတော့အတွေးစားပြီးမပြတ်သေးထိုတရဝကြီးကသူ့အာအတင်းဝင်လုံးမာတော့တယ်။ဘူတော့လဲသူမမဲဖိုင်မှန်အကောင်ကြီးနဲ့အတူစလုံးမာတော့တယ်။အကောင်ကြီးကအပေါ်ကရောက်လိုက်ဘူတော့ကအောက်ကရောက်လိုက်နေသူတပြန်ကိုတပြန်လုံးနေခြင်းမှာ လေလစ်သလိုထိုကောင်ကြီးရဲ့ဝိုင်းဘက်တို့တော်၎င်းမျက်နှာကူတော်၎င်းထို့ထို့လွတ်ပါတယ်ထိုးချက်များကအပြင်းအပြင်းမိတော်လေလေယာနေကြီးကိုထိုးနေရသလိုဖြစ်နေတယ်ထိုးအကောင်ကြီးကလည်းသူ့ရဲ့တန်မာသော လက်ကျန်းကြီးများဖြင့်ဗိုလ်တော်အားကင်ပောက်ပါတယ်အတန်ကြာလာတဲ့အခါမှာတော့ဗိုလ်တော်လည်းမောဟိုက်ဆပ်ပြုတ်လာပါပြီစစောကတောက်ထားတဲ့အရများပြင်ချွေးများဖြင့်အငုပ်ပြန်ကထွက်သွားလေသလားမစင်စားတတ်တော်ဘူးအမှုကပျောက်ချင်းမလားပျောက်သွားပြီဆက်လုံးနေရင်တေဖို့သာရှိတော့မယ် ။ဒါကြောင့်ဘိုးတော်လေးလုံးနေချင်းမတဲအပြင်ဘက်ကိုမရရောက်ဆွဲခုတ်ကပြည့်ရကျန်ရပါတော့တယ်။တဲထဲမှာတော့သူဘလို့နီးနေမှလွတ်မှာမဟုတ်ပါဘူး။ဒီလိုနဲ့လုံရင်လုံရင်နဲ့ဘိုးတော်နဲ့တဲကြီးလဲတဲအပြင်ကိုရောက်သွားတော့တယ်။တဲအပြင်လဲအရောက်သူဆန်းစွာနဲ့ပဲလက်ကွဲရဲ့ဒေါက်တာဆီမအလင်းနဲ့များထွက်လာသည်ကိုဘိုးတော်တွေ့လိုက်ရတယ်။တေးကြီးလေထိုအလင်းနှမ်းများကိုကြည့်ကခိတ္တမြငိတ်တက်နေပါတယ်။ဟာ ထိုလင်းနှက်မြက်ကကောင်းကင်သို့တက်သွားပြီးဘိုးတော်နဲ့တေးရဲ့ကြီးနဘက်လုံးနေရအနီးမှာလာရောက်ဆူသွားခဲ့တယ်။ဘိုးတော်လည်းထိုလင်းနှက်ကြီးမြက်ကိုကြည့်နေရကပင်မမျော်လင့်သောအဖြစ်အပျက်ကိုတွေ့လိုက်ရပြန်တော့တယ်။အလင်းနှက်တစ်ခုချင်းစီကနေတေးရဲတကောင်စီဖြစ်လာပြီးစုစုပေါင်းတေးရဲလေးကောင်ကသူ့အနားကိုရောက်လာခဲ့တယ်။တေးရဲလေးကောင်ကတကောင်မှကိုလက်အင်ကမစုံပါဘူး။တကောင်ကမျက်စိမပါဘူး။တကောင်ပါလေကျွန်တော်နှချောင်းမပါတဲ့ခြေပြက်တေးရဲ့ကြီး။ နောက်တစ်ကောင်မှာလဲအလတ်တူလက်နှစ်ဖက်မပါတဲ့လက်ပြက်တည်းရဖြစ်ပြီးနောက်ဆုံးတစ်ကောင်မှာတော့ဥကောင်မပါတဲ့ခေါင်းပြက်တည်းကြီးဖြစ်နေခဲ့ပါတယ်။ထို့ကဘုဒ္ဓောက်ခေါင်းပန်းကြီးသွားကငါတော့တေပြီးဟုစိတ်ထဲကတွေးလိုက်တော့တယ်။ဘုဒ္ဓောက်နဲ့လုံးနေတဲ့တည်းကြီးမှလဲထို့တည်းရလေးကောင်အားကြီးကစူးစူးဝါးဝါအော်ဟစ်ပြစ်လိုက်တယ်။ထို့တည်းရလေးကောင်မှာတော့ချက်ချင်းစွတ်တယ်လို့ပဲသူတို့လုံးနေရသူတောင်းတို့ပြင်းဝင်လာပြီးဘုဒ္ဓောက်နဲ့လုံးနေတဲ့တည်းအားလေကောက်ကနေကင်မြောက်ကဝိုင်းဝန်းတက်ပုတ်ကြပါတော့တယ်။ ဗုဒ္ဓမှာတော့ယုတ်တိဖြစ်သွားတဲ့အဖြစ်အပျက်ကြောင့်တဏ္ဍာကများစိတ်တည်ကပါဇက်အောင်သာဖြစ်နေရတယ်။သူနဲ့နဗန်းလုံးခဲ့တော့တရေကြီးမှလည်းထိုတရေလေးကောင်ကိုကြောက်လန့်ကထွက်ပြေးပြောက်ွယ်သွားပါပြီ။ထိုကမှတရေလေးကောင်ကဗုဒ္ဓအာကြည့်က၎င်းတို့ရဲ့မူလပုံနဲ့အလင်းနဲ့များပြန်ဖြစ်သွားပြီးလေတော့တဏ္ဍာစီတို့ငုံရှုပ်ပြောက်ွယ်သွားတော့တယ်။ဗုဒ္ဓလည်းအခုမှပဲတပြင်းချနိုင်တော့တယ်။စိတ်ထဲမှာတော့ထိုတရေလေးကောင်အားကျေးဇူးတင်နေမိသည်ကအမှန်ပါ။ အရာအလုံးပကတိပြန်လဲတိတ်ဆိတ်တော့ပါပြီ။တရေလေးကောင်လည်းမရှိတော့သလိုစောစောကနဘတ်တက်သွားတဲ့တရေမှလည်းပြန်လာရဲတော့မှမဟုတ်ပါဘူး။ထိုအခါမှဘိုးတော်လည်းတဲတဲကိုပြန်ဝင်သွားပြီးကစက်ကလေးမှတရားတော်များကိုဖွင့်ကာမနဲ့မိုးမြမြလေးရင်သာဆူတောင်းနေလိုက်ပါတော့တယ်။မနဲ့လေးကြက်တုံကကြတော့ဘိုးတော်တယောက်ထုတ်ဖို့စရာရှိသည့်များကိုထုတ်ဖို့ကလေကလေးဖြင့်ရွာကိုတပန်ခီးနှင်းရပြန်တယ်။ အိမ်ပြန်ရောက်တော့ဖခင်ပြည့်စုဥစ္စာဘောတာမကကိုရုံးရှိပါသူပြန်လာတာကိုအထူးဆန်းဖြစ်လို့နေကြတယ်ငါသားဘာလို့အစောကြီးပြန်လာတော့လဲကွာဥစ္စာဘောရဲ့အမေကိုဘိုးတော်ကပြန်မလာရင်အဖေတို့ကျုပ်လောင်းကိုလဲထဲမှာတောက်ကောက်နေရလိမ့်မယ်ဗျဟေးဘာလို့ဖြစ်တာလဲစူစမ်းမောင်ကဒီလိုအဖေဟေးကျုပ်ပြင်ကံကောင်းလို့မသိတာ ။ထိုမှအစချီကညာကကျုံခဲ့ရသည်မြဖြစ်ချောင်းကုတ်စင်ကိုဘိုးတော်လေးကင်းစင်တွင်းချပြောပြလိုက်ပါတော့တယ်။ထိုကမှဥဆန်ပေါ်နဲ့ကိုထွန်းရွှေလေခေါင်းတဆက်ဆက်ဖြင့်အေးအဲ့ဒါဆရာကြီးပြလိုက်တဲ့လဲဆောင်အင်းချက်တွေစွန့်လို့ပေါ့ကွာ။မတော်ရင်လည်းကမင်းမမပြောတာပဲ။နှုတ်ပဆက်မသက်ရမ်းပါနဲ့လို့ထိုကအဖေဖြစ်သူဥဆန်ပေါ်ကအေးမင်းကိုပြောတာမှန်နေဘူးတော့ ဘိုးတော်လည်းမိမိကမားတဲ့သူမို့အဖေနဲ့အကိုကိုပြိုင်ပြီးညီးမနေတော့ပါဘူး။မန္တကယ်တွင်လည်းထိုဆရာကြီးပေးလိုက်တော့လေဆောင်အေးချက်များကသူ့အသက်ကိုကယ်ပေးတော့ကြောင်းသိနေတော့ကြောင်းမှာဒုနေမှာစကားဘိုးတော်တယောက်လေစီတို့ခြေဥပင်မလန့်ဖြစ်တော့ပါဘူး။တိုက်တိုက်ဆိုင်ဆိုင်နဲ့ပဲနောက်၃ရက်ခန့်အကြာမှာတော့ဘိုးတော်တို့လေများကိုဝယ်မဲ့သူရောက်လာခဲ့ပါတယ်။လေးလေးဆန်ဘော်လေးလေးဆန်ဘော်ဟဲ့အိုးကြော်ထုံးပါလားကွာ။ ဟုတ်တယ်လေလေယားဟောဒီမှာလေလေတို့လေတွေကိုဝယ်မဲ့သူကြုတ်ခေါ်လာခဲ့ပြီဗျာအော်အေးလာလာအိမ်နဲ့ခေါ်ခဲ့ဟာဝယ်မဲ့သူများမှလည်းရန်ကုန်ကတတိကြီးတူဖြစ်ပါတယ်ထို့အတွက်ကြောင့်ရှင်စကားပြောရရင်လေအစင်ပြေချုံးဝိကနောက်ဆုံးမှာတော့ဥဆန်ဘောတို့ကြီးလေကတရားကျော်မှာနောက်လာတဲ့တွင်ငွေအခြေချင်းစာချုပ်ချုပ်ပြီးရောက်ထွက်သွားပါတော့တယ်ဝင်များအခြေချပြီးချိန်မှာတော့ ဗုဒ္ဓတို့မိသားစုတွေနေရရွာကလေးကိုစွန့်ကာရှမ်းပြည်နယ်မြောက်ပိုင်းလာရုံမြို့ကလေးစီတို့လာရောက်နေထိုင်လိုက်ကြတော့တယ်။လယ်ဆောင်အိတ်ချက်များကိုတော့ပြန်ပေါ်မပေးခဲ့မိဘူး။ရွာထဲမှာကြံခဲ့တဲ့မိတ်ဆွေအချို့စီကတော့ရပ်ပန်ရက်ကသတင်းများတစုံတစကြားဖြစ်ပါတယ်။ကြားရတဲ့သတင်းများကတော့သူတို့လယ်ထဲမှာတရေများတောင်းကျမ်းနေသည်ဆိုသောအကြောင်းများသာဖြစ်ပါတယ်။အလုလုရဲ့လာတော့လယ်သိငါများလဲကြာရှင်မနေနိုင်ကြဘူး။ ခေါင်းပြက်သေးကြီးလယ်ထဲမှာလမ်းလျှောက်နေတာကိုမြင်သူကမြင်တဲဘော်ကနေဆွဲချခံရသူကခံရနေအဆုံးမှာတော့ထိုလယ်မြေများကိုမြင်သူကမှမလုကန်ရေးကြတော့ပါဘူး။ဒါကြောင့်လေအခုအခါတွင်တော့ဧကတရာကျော်များကျင်ဝန်းနဲ့ထိုလယ်ကြီးမှာမြေရိုက်ခြုံရဲများထူထပ်စွာပေါ်ရောက်ပြီးခြောက်ခြားပွေအတိသာရှိလို့နေပါတော့တယ်ခင်ဗျာ။အားလုံးကို ထူးပင်ကျေးဇူးတင်ရှိပါရခင်ဗျာကျွန်တော်အခုစာရင်းလေးကိုပြီးဆုံးသည့်တိုင်အောင်နာတော်တာဆင်ပေးသလိုနောက်ပုတ်တွင်မှလည်းယခုကဲ့သို့ပြီးဆုံးသည့်တိုင်အောင်နာတော်တာဆင်ပေးပါအောင်လို့မြစ်တာရက်ခံတောင်းဆိုကြရသည်ခင်ဗျာအားလုံးပဲကိုစိတ်နေပြန်ကြမ်းမှချမ်းသာကြပါစေခင်ဗျာ